မင်္ဂလာပါရှင်ဒီဇင်ဘာ၈ရက်နေ့နေ့လယ်ခင်းတိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါကမ္ဘောဒီးယားနဲ့ပိုင်ဆိုင်မှုအငင်းပွားနေရနေဆက်တခြားမှာလေကြောင်းတက်ခတ်မှုတွေလှုပ်ဆောင်ခဲ့ကြောင်းထိုင်းစစ်တပ်ကအတည်ပြုခဲ့ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဥဆောင်ပြီးကျောင်းဝင်ဆစ်ဆက်ပေးထားတဲ့အပြစ်အခက်ရစရေးသဘောတူညီမှုကိုချိုးဖောက်ခဲ့ကြောင်း အရှိတောင်အာရှအိန္ဒိယနှစ်နိုင်ငံကအပြန်အလှန်ဆက်ဆွဲခဲ့တဲ့နောက်အခြေအနေတွေကအခုလိုမျိုးမြ мян ဆန်းဆန်းပြန်လဲတင်းမာလာနေတာဖြစ်ပါတယ်။ထိုင်းစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရအရာရှိဗိုလ်ချုပ်ဝင်းထိုင်းစူပါရီကနေဆက်မှာလေကြောင်းတက်ခတ်မှုတွေလှုပ်ဆောင်ခဲ့တယ်ဆိုတာကိုဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းမှာအတည်ပြုပြောကြားခဲ့ပါတယ်။ထိုင်းမီဒီယာတွေရဲ့သတင်းတွေမှာတော့ဒီဇင်ဘာလ10ရက်မနက်အစောပိုင်းကနေဆက်ဒေသဖြစ်တဲ့ဥဘွန်ရချာတာနီပြည်နယ်အထက်ကိုကမ္ဘောဒီးယားစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ထိုင်းစစ်သားတယောက်တိတ်ဆုံးပြီးလေးယောက်တရားရရှိကြတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီထိခိုက်တိတ်ဆုံးတွေဟာနန်ယွမ်ခရိုင်ထဲကချွန်ဘော့ area မှာဖြစ်ပွားခဲ့တာလို့ဝင်းထိုင်းကပြောပါတယ်။ကမ္ဘောဒီးယားဘက်ကရန်စားတဲ့ပြက်ခတ်မှုတွေနဲ့ကြုံတွေ့ခဲ့တဲ့နောက်ထိုင်းရဲ့တပ်လျင်တွေဟာနေဆက်တချောက်မှာရှိနေတဲ့ကမ္ဘောဒီးယားစစ်အခြေစိုက်စခန်းတွေကိုလက်တော့ပြန်တက်ခတ်ခဲ့တယ်လို့ဝင်းထိုင်းကဆိုပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားကတကြောပြန်တင်းမာမှုတွေဟာဒီဇင်ဘာလ9ရက်နေ့လယ်ပိုင်းလောက်မှာအစပြုခဲ့ပြီး စီစာကပ်ပြည်နယ်ရဲ့နေဆက်နောင်းမှာကမ္ဘောဒီးယားဘက်ကပြစ်ခတ်လို့ထိုင်းစစ်သား၂ယောက်ဒဏ်ရာရခဲ့တယ်လို့နေဆက်ပြည်နယ်၄ခုလောက်ကဒေသခံတချို့ကိုအရေးပေါ်ရွှေ့ပြောင်းပေးကြရတယ်လို့ထိုင်းကထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ၈ရက်နေ့မှာထိုင်းကတိုက်လေရင်တွေအုံပြုပြီးလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်ဆိုတာကိုကမ္ဘောဒီးယားကလည်းတီးခြားအတည်ပြုခဲ့ပါတယ်။ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိမာလီ ဆိုချီယက်တာကနေဆက်ပြည်နယ်တွေဖြစ်တဲ့ပရာဘီဟီရာနဲ့ အော်တောင်မီယန်ချီမှာရှိတဲ့ကမ္ဘောဒီးယားစစ်အခြေစိုက်စခန်းတွေဟာလေကြောင်းတိုက်ခိုက်မှုတွေခံခဲ့ရတယ်လို့ပြောကြားသွားခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနယ်စပ်အငင်းခုံတွေကိုအကြောင်းပြုပြီးဇူလိုင်လတုန်းက9ရက်ကြာစစ်ခင်းတိုက်ခိုက်ခဲ့ပူးပါတယ်။နောက်တော့ထရမ့်နဲ့မလေးရှားသမ္မတအန်ဝါအီဘရာဟင်တို့ဂျောင်းဝင်စစ်ဆက်ပေးမှုအရာအပြစ်ရက်ခဲ့ကြတာပါ။အော်တိုဘာလောက်ကုန်ပိုင်းမှာတော့ထရမ့်ကမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာထိုင်းနဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်တွေအပြစ်ရက်သဘောတူညီမှုအတူလက်မှတ်ရေးထိုးခြင်းကို ိုတိုင်ကြီးမှုပေးခဲ့ပါတယ်။ဇူလိုင်လတုန်းကစစ်ရေးပဋိပက္ခအတွင်းမှာနှစ်နိုင်ငံပေါင်းလူ48ယောက်ထက်မနည်းတိတ်ဆုံးခဲ့ပြီးနေဆက်ဒေသတွေမှာနေထိုင်သူ3သိန်းဝန်းကျင်ယာယီနေရဆွန်ခွာထွက်ပြေးခဲ့ရပါတယ်ရှင်။တရုတ်ဂျက်တိုက်လေယာဉ်တွေကဂျပန်စစ်လေယာဉ်တွေကိုပြင်းပရှာရေဒါနဲ့ချိန်ရွယ်တာမျိုးတွေလုပ်ခဲ့ကြောင်းဂျပန်ကဆက်ဆွဲခဲ့ပါတယ်။ဂျပန်နဲ့တရုတ်တို့ကြားပိုင်ဆိုင်မှုအငင်းပွားနေတဲ့အိုကီနာဝါကျွန်းစုနားမှာဂျပန်ရဲ့ F-15 တပ်လေယာဉ်တွေကို တရုတ်ရဲ့ J15 တပ်လျင်တွေကပြင်မှတ်အဖြစ်သတ်မှတ်ဖို့ရေဒါနဲ့လှမ်းပြီးချိန်ရွယ်တဲ့ဖြစ်စဉ်တစ်ခုပေါ်ပေါက်ခဲ့ကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကဒီဇင်ဘာ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီကိစ္စဟာအရန်အန္တရာယ်များတဲ့လောက်ရက်မျိုးလို့လဲဂျပန်ကဝေဖန်ခဲ့ပါတယ်။ J15 တပ်လျင်တွေကတရုတ်ရဲ့လျောင်နင်းလေရင်တင်တင်မောကြီးပေါ်ကနေပြန်တက်လာတာဖြစ်တယ်လို့ဆိုပါတယ်။ဒီဇင်ဘာလ6ရက်နေ့တုန်းကလျောင်နင်းဦးဆောင်ပြီးဒုံးကျည်တပ်ဖြတ်တင်းမော၃စီးချန်ရန်လိုက်ပါလာတဲ့တိုက်ရေရင်အုပ်က အိုကီနာဝါကျွန်းစုတောင်ပိုင်းကနေဖြတ်တန်းခုံမောင်းနေကြတာကိုဂျပန်က F15 တွေဆင်လုပ်ပြီးစောက်ကြည့်စေခဲ့ရမှာအခုလိုမျိုး J15 တွေနဲ့ညှိခဲ့ကြတာဖြစ်ပါတယ်။တိုက်ရင်အချင်းချင်းပြတ်မှတ်ရှာရေဒါတွေနဲ့ချိန်ရွယ်တဲ့အခုလိုရမျိုးဟောအင်မတန်အန္တရာယ်များပြီးပြန်တမ်းမှုဆိုင်ရာလုံခြုံရေးအခြေအနေတွေကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်တယ်လို့ဂျပန်ဝန်ကြီးချုပ်ဆန်နဲတက်ကအီချီကသတင်းတောက်တွေကို ပြောကြားခဲ့ပါတယ်။သူကဒီဖြစ်ရအတွက်အရန်စိတ်အနှောက်အယှက်ဖြစ်တဲ့အကြောင်း ဂျပန်ကတရုတ်စီကန့်ကွက်အသိပေးထားပြီးဖြစ်တယ်လို့ဆိုထားပါတယ်။ဂျပန်ကာကွယ်ရေးဝန်ကြီးရှင်ဂျီရိုကွိုင်ဇူမီကလည်းတရုတ်ရဲ့လုပ်ရက်နဲ့ပတ်သက်လို့ဂျပန်ကခေါင်းအေးအေးနဲ့တုတ်ပြန်ကင်တွယ်ဖို့ရှိနေပေမဲ့ဒေသတွင်းငင်းကြရင်နဲ့တင်းကြရင်ကိုမထိပ်ပါအောင်လေအလေးထားစဉ်းစားမှဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။နိုဝင်ဘာလဆန်းတုန်းကဂျပန်ဝန်ကြီးချုပ်တက္ကအီချီကတကယ်လို့တရုတ်သားထိုင်ဝမ်ကိုကျူးကျော်စစ်ပြုရင်ဂျပန်ကထိုင်ဝမ်ကိုကူဖို့တက်တွေဆေလွတ်မယ်လို့ပြောကြားခဲ့ပြီး အဲ့ဒီစကားကြောင့်တရုတ်နဲ့ဂျပန်ဆက်ဆံရေးဟာအရန်အေးခဲတင်းမာလာခဲ့ပါတယ်။တရုတ်နဲ့ဂျပန်တိုက်လေယာဉ်တွေကြောင့်ပြင်းထန်ရှာရေဒါနဲ့ချိန်ရွယ်တဲ့ဖြစ်ရမျိုးဟာပထမဆုံးအကြိမ်လို့ယုံကြည်ရပါတယ်။2013ခုနှစ်တုန်းကတော့တရုတ်စစ်သည်မောတစည်းဟာအရှေ့တရုတ်ပင်လယ်ထဲမှာဂျပန်ဖြတ်သည်မောတစည်းကိုအလားတူရေဒါနဲ့ချိန်ရွယ်ခဲ့ပူးပါတယ်။ဂျော်လာတုန်းကတော့တရုတ်တိုက်လေယာဉ်တွေဟာအိုကီနာဝါနားမှာဂျပန်ရဲ့ကင်းလက်လေယာဉ်တစည်းကို အရန်အန္တရာယ်များတဲ့အခြေအနေမျိုးထိတရုတ်တိုက်လေယာဉ်တွေက ချင်းကပ်ပြန်တန်းခဲ့ကြောင်းဂျပန်ကစစ်ဆဲဖို့ပါတယ်ရှင်။အခုဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။စကိုင်းမြို့အထက်မှာစစ်ကောင်စီရဲ့မြို့နယ်မှုကိုတိုင်ဆင်းပြီးပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီဇင်ဘာလ၈ရက်ဒီနေ့မနက်၉နာရီဝန်းကျင်ကစကိုင်းမြို့အထက် မုံရမန္တလေးလမ်းပေါ်ကောင်းမှုတော်ဖရားအကျော်ကရထားတန်လန်းအကူမှာစစ်ကောင်စီရဲ့ရဲတပ်ဖွဲ့မြို့နယ်မှုကိုတိုင်ဆင်းပြီးပေါ်တာဆွဲနေတယ်လို့ ဒေသခံတွေကဆိုတာပါအဲ့ဒီလမ်းပိုင်းမှာဖြတ်တန်းသွားလာသည်များကားတိုင်းကိုရုတ်ကြလေးပါလာဆိုပြီးပေါ်ပေါ်ထင်းထင်းစစ်စစ်မင်းမြန်နေတယ်လို့ဒေသခံတူကပြောပါတယ်ဖြတ်တန်းသွားလာတဲ့ကားတွေပေါ်ကအမျိုးသားတွေပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်အဖမ်းခံရတဲ့အရေးအတွက်ကိုတော့မသိရသေးပါဘူးအမျိုးသားလူငယ်တွေပါတဲ့ကားတွေအနေနဲ့အချင်းချင်းလှမ်းတရိပ်ပေးကြဖို့ဒေသခံတွေကဆိုပါတယ်။စကိုင်းတရာအစင်းစကိုင်းမြို့အဝင်မှာလဲစစ်တကမကြာခဏပေါ်တာဆွဲဖမ်းဆီးနေရကြောင့် လူငယ်အများစုဖြတ်တန်းသွားလာတာနည်းပါးသွားတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။စကိုင်းတိုင်းတပရင်းမြို့နယ်မရော့ကန်ရွာမှာစစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုကြောင့်ဒေသုံးသူတယောက်ထပ်တိုးခဲ့ပြီးစုစုပေါင်းဒေသုံးသူ16ယောက်ရှိသွားပြီလို့ဒေသခံတွေကပြောပါတယ်။တပရင်းမြို့နယ်မရော့ကန်ရွာကိုဒီဇင်ဘာလ9ရက်ညပိုင်းမှာစစ်တပ်ကဂျက်ဖိုက်တာနဲ့ပေါင်250ဘုံးသီးနှလုံးကျဲချတက်ခိုက်ခဲ့တာကြောင့်အယက်သားပြည်သူ16ယောက်ဒိတ်ဆုံးပြီး40ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကဒီဇင်ဘာ6ရက်ညနေပိုင်းအထိရရှိထားတဲ့အချက်အလက်တွေကိုအတည်ပြုခဲ့ပါတယ်။အခုထပ်ပြီးတရားရသူတွေထက်ကအသက်48နှစ်အရွယ်ဒေါ်သင်းခိုင်ဆိုသူထပ်မံကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ဒီဇင်ဘာ9ရက်နေ့ကအာဆီယံစီးကိန်းဘောလုံးပြိုင်ပွဲအုပ်စုအဖွဲ့ပွဲစဉ်အဖြစ်ရှင်ပြိုင်ကစားနေတဲ့မြန်မာအမျိုးသမီးအသင်းနဲ့ဖိလစ်ပိုင်အမျိုးသမီးအသင်းတို့ရဲ့ပွဲစဉ်ပြသနေတဲ့လက်ဖက်ရည်ဆိုင်ကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီဘောလုံးပွဲစဉ်ကိုကြည့်ရှုနေသူတွေအပေါင်းအဝင် အနည်းအားကအရက်သားပြည်သူတွေလည်းတေဆုံးထိခိုက်ခဲ့ကြတာဖြစ်ပါတယ်။ဒါ့အပြင်လေကြောင်းတက်ခတ်မှုကြောင့်နေအိမ်16လုံးမော်တော်ကားတစ်စီးထော်လာဂျီတစ်စီးနဲ့မော်တော်ဆိုင်ကယ်10စီးတို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကဆက်လက်အသိပေးထားပါတယ်။အများပြည်သူအပန်းဖြေရာနေရာကိုရည်ရွယ်ချက်ရှိရှိပိတ်ခတ်တက်ခတ်ခဲ့တာဖြစ်ပြီးအခြေခံအကျဆုံးလူအခွင့်အရေးကိုပြောင်ပြောင်တင်းတင်းကျူးလွန်ချိုးဖောက်ခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အင်ချီ900ကျော်ရှိတဲ့မရော့ကန်ရွာကဒေသခံအပြည်သူ3ပုံ2ပုံဟာထွက်ပြေးတင်းရှောင်နေရတယ်လို့သိရတာပါလက်ရှိအချိန်ဟာဒီဇင်ဘာလ10ရက်နေ့မှာကြာရောက်မဲ့အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့အတွက်အကြိုလှုပ်ရှားမှုတွေပြုလုပ်နေခြင်းဖြစ်ပြီးဆေးအုပ်စုရဲ့အစိအရစုပ်မှုတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေအတွက်တောင်းဆိုမှုတွေပြုလုပ်နေခြင်းမှာပဲအခုလိုမျိုးအကြမ်းဖက်တိုက်ခတ်မှုတွေထပ်မံကြုံတွေ့ရတာဖြစ်တယ်လို့လူအခွင့်အရေးဝန်ကြီးဌာနကအဆိုထားပါတယ်စစ်ကောင်စီဟာတရားမဝင်ရွေးကောက်ပွဲတရက်ကိုပြုလုပ်ဖို့ပြင်ဆင်နေခြင်းဖြစ်ပြီး တစ်ဖက်မှာလည်းပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေကိုအဆက်မပြတ်ကျူးလွန်နေတယ်လို့လည်းထပ်မံအသိပေးထားပါတယ်ရှင်။ People's Bank ကနေတင်ဆက်ပေးတဲ့သတင်းတွေကိုကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။